amidst a growing darkness. The Norwegian Nobel Committee has decided to award the Nobel Peace Prize for 2025 to Maria Corina Machado. သူမဟာဗင်နီဇလာပြည်သူတွေအတွက်ဒီမိုကရေစီအခွင့်အရေးတွေမြင့်တင်ပေးတဲ့ဒီမိုကရေစီအရေးလှုပ်ရှားမှုခေါင်းဆောင်ဖြစ်ပြီးဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက်လွန်ခဲ့တဲ့နှစ်ပေါင်း20ကတည်းက ဒီဇိုင်းမမဥဆောင်လှောက်ရှားလာသူဖြစ်တယ်လို့ဆိုပါတယ်ဒီမိုကရေစီဟာရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက်မရှိမဖြစ်အခြေခံလိုအပ်ချက်ဖြစ်ပါတယ်ဒါပေမဲ့ဒီကနေ့ကမ္ဘာကြီးမှာဒီမိုကရေစီစနစ်ဟာတဖြည်းဖြည်းစိတ်သုံးလာနေပြီးအာဏာရှင်အစိုးရတွေဟာဒီမိုကရေစီစနစ်ကိုစိန်ခေါ်တဲ့အကြမ်းဖက်ဖိနှိပ်မှုတွေပိုလှုပ်လာနေကြောင်းနိုဘယ်ကော်မတီကပြောပါတယ်ဒါအပြင်အာဏာရှိတဲ့သူတွေဟာကိုယ့်ပြည်သူကိုဖိနှိပ်ပြီးဥပဒေတွေကိုချိုးဖောက်နေတာကိုတွေ့ရကြောင်း တတိမီဒီယာလွတ်လပ်ခွင့်ကိုပိတ်ပင်တားဆီးပြီးဝေဖန်သူတွေကိုဖမ်းဆီးထောင်ချနေတဲ့အပြင်လူအသိုက်အဝန်းကိုလည်း militarization ဆိုတဲ့စစ်ပုံစံတွတ်တွင်းနေကြောင်း Nobel Committee ကပြောပါတယ် Rule of law abused by those in control free media silenced critics imprisoned and societies pushed towards authoritarian rule and militarization မနစ်2024ခုနှစ်မှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲတွေအပြီးဖယ်နီဇိုလာအစိုးရကအတိုက်ခံတွေကိုလိုက်လံနှိကွနေတာကြောင့်မာချာဒိုဟာအခုအချိန်မှာပုံရှောင်နေရပါတယ်။ဒါကြောင့်လဲစုပေးမဲ့အခမ်းအနားကိုမာချာဒိုကိုယ်တိုင်တည့်ယူနိုင်မှာမလားဆိုတာသူတို့အနေနဲ့ယတိပြမပြောနိုင်သေးဘူးလို့နိုဘယ်ငင်းငယ်ရေးစုရွေးချယ်ရေးကော်မတီကပြောပါတယ်။ငင်းငယ်ရေးစုအပါအဝင် နိုဘယ်ကော်မတီကချီးမြှင့်တဲ့နိုဘယ်ဆုတန်းရဲ့ဆုကျေးငွေဟာအမေရိကန်ဒေါ်လာ1.3သန်းနီးပါးနဲ့ညီမျှတဲ့ ဆွီဒင်ကိုရိုနာ17တန်းဖြစ်ပါတယ်အခုညဉ့်ညံ့ရေးစုကတော့မာချာတို့တူတာရရှိတဲ့အတွက်တခြားသူတွေနဲ့စုကြေးငွေကိုခွဲဝေယူစရာမလိုပါဘူးဒီနေ့အတွက်နိုဘယ်ဆုချီးမြှင့်ဖို့အမည်စရင်တင်သွင်းခံရသူတွေထဲမှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့် Tesla ကုမ္ပဏီအကြီးအကဲ Elon Musk ကွယ်လွန်သွားပြီဖြစ်တဲ့ပုတ်ဟမင်းကြီး Francis မလေးရှားဝန်ကြီးချုပ် Anwar Ibrahim တို့အပါအဝင်လူပေါင်း338ဦးရှိပါတယ်အဲ့ဒီထက်မှာသမ္မတထရမ့်ကတော့သူဟာကဘာတဝန်းကစစ်ပွဲ၅ပွဲကို ကြည်အေးအောင်လှုပ်ဆောင်နိုင်ခဲ့တဲ့အကြောင်းဒါကြောင့်သူ့ကိုနိုဘယ်ဆုချီးမြှင့်တင်ကြောင်းအကြိမ်ကြိမ်ပြောဆိုနေခဲ့တာပါနိုဘယ်ဆုရွေးချယ်ရေးကော်မတီဟာနှစ်စဉ်အများမျှော်လင့်ဖြစ်စေခြင်းတဲ့သူကိုရွေးချယ်တာမျိုးသိပ်မတွေ့ရပဲဆုရရှိသူကိုကြေညာတော့မှသာအများစုကအာအာတင့်သွားရတဲ့ပုံကုတ်မျိုးဖြစ်တတ်လိမ့်ရှိပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ